မင်္ဂလာပါဒီကနေ့တိုင်းရပြည်ရအဖျားပြအစီအစဉ်ကုညာသားနဲ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကအခုတလောအခြေသတင်းကြီးနေတဲ့ article 33ကြောင့်စစ်စင်ငငဆွေးနွေးကြရအောင်ဒီလိုလူကဘာတွေပြင်ထားတဲ့လဲနိုင်ငံရေးသမားတွေအမြင်ကဘူးရှိတယ်အဲ့ဒါဟိုကဟောဘာတွေထုတ်ပြန်ခဲ့တယ်လဲမြန်မာပြည်ရင်းကစစ်ဘုံချုပ်တွေကဘာပြောတယ်လဲဒါတွေကိုစစ်စင်ငငသုံးသပ်မှာဖြစ်ပြီး ILO ကချမှတ်တဲ့ article 33ရလွန်ခဲ့တော့ 2020အရှိနှစ်တည်းကတခါချမှတ်ခဲ့ပါတယ်။အဲ့ဒီနဲ့ပတ်သက်ပြီးတော့အတိတ်ပေါ့နော်။ဟုတ်ကဲ့ပြစ်စုံပန်းအနာဂတ်နာမည်နာကတိတော့ပေါင်းဆက်ကြည့်ကြရအောင်။ကဲကိုညာသားကြီးဟုတ်ကဲ့ Article 33ကြောင်းသိပြီ။ဟုတ်ကဲ့သိပြီပါခင်ဗျာ။အဲ့ဒါတို့ကနေပြီးတော့ပုံမှန်33ရက်အေးယူရဲပြင်းထန်တယ်ဟမ်။အပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေရပ်တန့်ပိတ်ဆို့မယ်လင်းစည်းတွေပိတ်ဆို့မယ်ပါအစရှိတည်ပေါ့နော်။ဟုတ်ကဲ့။လောက်ကန်ဆောင်ရွက်နေမှုတွေကိုစစ်တပ်ကိုတိုက်သူမှတမျှခွေးဟောင်းရင်တော့လက်ခုပ်တီအားပေးရနေတာဟုတ်ဟုတ်ကဲ့ဆိုတော့ကျေးဇူးပါတယ်ကျေးဇူးပါတယ် Article 33ဟာ စစ်တပ်ရဲ့အရှိုက်ကိုထိနိုင်သလားထိမလားဟုတ်ကဲ့စစ်တပ်ဆိုတဲ့ကောင်ကလည်းလူဝပြကြခွေးပေါ်ဒုက္ခချဆိုတယ်လို့ပြည်သူတို့ကဘယ်လိုပြန်ဒုက္ခပေးနိုင်တယ်နိုင်ငံသားတွေကပြည်သူတို့ကိုဘာတွေကြိုတင်အသိပေးထားတယ်လဲအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ဒီတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဟုတ်ကဲ့ကဲအဲ့လိုတတိယပတ်သက်ပြီးကိုညာသားတိတလောက်မိတလောက်ညင်တလောက်ဟုတ်ကဲ့ကဲ့ပြောပြပြီးတော့ပထမဆုံးလက်ရှိ ဒီ ILO ကချမှတ်ထားတဲ့ article 33နဲ့ပတ်သက်ပြီးတော့အတွင်းအပြင်ပေါ့နော်ရန်သူဘက်ကရောဒီဘက်ကရောပေါ့နော်ဒါကိုမျိုးမျိုးသုံးသပ်နေကြတယ်ပေါ့ကြားရအောင်တွေ့ရပါတယ်အဲ့တော့ရန်သူဘက်ကသုံးသပ်ပုံကမျိုးဒီဘက်ကသုံးသပ်ပုံကမျိုးဒီဘက်ကဆိုတော့ဒီမိုင်းအင်အားစုအင်အားစုဒီဘက်ကပေါ့နော်ဒီတော့အမည်မျိုးကိုကျွန်တော်တို့ကတည်ချေချာချာချာနာနာပြန်လဲဆန်းစစ်ပြီးတော့อืมလက်ရှိနေခံနေထားတဲ့ပြည်သူတွေနဲ့ဘယ်လိုပြင်ဆင်တင်လဲဘယ်လိုလုပ်တင်လဲပြည်လောင်းနာကကောင်းဆုံးဖြစ်အောင်ဘယ်လိုရှင်းဆိုင်ကြော်တော့သွားမယ်ဆိုတာတွေကိုမိမောင်းထုတ်မြင်ကြည့်နိုင်ကိုတွေးနိုင်အောင်ကို ဒီကနေတူပါဆွေးနွေးတယ်လို့ဖြစ်ပါတယ်2020တုန်းကအရှိတုန်းကဟုတ်ကဲ့အဲ့တော့ LED နဲ့အရေးဒါရှိပါတယ်ခင်ဗျာရှိပါတယ်ပထမဆုံးကျွန်တော်တို့ဒီမင်းအောင်လိုင်ရဲ့ခီးစဉ်ကိုစခြေအောင်ကောက်ကြည့်ရအောင်ပြီးတော့ရရှာခီးစဉ်ကနေမှမင်းအောင်လိုင်ကြီးဘီလာလို့ဘီလာလို့တက်ကိုခီးစဉ်ထွက်ပါတယ်ပြီးတော့ဘီလာလို့ဆိုတဲ့နိုင်ငံကလည်းအာတီကယ်တရီနဲ့အဲဒီအဲလိုရအာတီကယ်ပေါ့နော်အဲ့2023မှာဒီရေယူခံထားရတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့သူတို့ချင်းချင်းပေါင်းဖက်မိပြီးတော့ မတူတော်ချင်းတည်တည်ဆိုတကယ်တော့음 DILO ရဲ့ article category 3ဟာဘာမှဖြစ်မလာပါဘူးဆိုတဲ့ပုံစံမျိုးနဲ့လောင်ပြောင်နေတဲ့အခြေအနေမျိုးတွေကိုလည်းကျွန်တော်တွေ့ရှိနေရပါတယ်ဒါကလက်သမတ်ကတွေ့အဲ့ဒီလိုပဲအဲ့ဒါဆိုရင်ဒီ article category 3ကြောင့်ကျိုးနိုင်ငံရဲ့အခြေအနေကိုပြန်လည်တုံ့တက်မယ်ဆိုရင်တထောင်ခုနှစ်ကာလတုန်းက음 ILO ကချမှတ်ခဲ့တဲ့ဒီပုံမှန်တုံ့တက်ကိုပြန်လည်ဆက်စစ်ဖို့ဝင်လာပါတယ်ဒီတော့ကျွန်တော်တို့ဥပဒေရှင်လက်ထက်음တထောင်ခုနှစ် ချက်မှတ်ခဲ့မှုကြောင့်ဖြစ်ဖြစ်ခဲ့တဲ့အရာတွေကိုပြန်လည်ငယ်ဆောင်ကြည့်ဖို့လိုအပ်လိမ့်မယ်ယူဆပါအဲ့ကလာတော့စကားလေးမဆက်ဟုတ်ကဲ့အကိုရင်းအောင်ကြော်ရဟုတ်ကဲ့ဘွားရေးပိတ်ဆိုတာတို့မမှုပါအဲဟုတ်ပါခင်ဗျပြောပြပါဦးဒါတွေကြည့်ပြောဒီအဲ့ကတော့ဦးသားရှင်လက်ထက်မှာတို့ဒီအာတီကယ်တာတိ3ဟာစုံဖြတ်ချက် action တွေလုပ်ခဲ့ပါတယ်อืมအဲ့လိုလုပ်ခဲ့တဲ့အခါမှာနိုင်ငံတကာမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကအကုန်လုံး note ဆုပ်ကုန်တာကိုလည်းတွေ့ရပါတယ်တွေ့ရပါတယ်ထို့အတူပြမအောင်ဆုံးတို့မူရင်းယူရချက်ကတော့ရန်သူရဲ့ န်သူစေအုပ်စုရဲ့စေအုပ်စုရဲ့ရန်သူစေအုပ်စုစက်ပက်စာအုပ်စေအုပ်စုရဲ့အင်းမှမို့ထုတ်ကြိတ်ထားတဲ့စီးပွားရေးတွေကိုပြစ်မှတ်ထားခြင်းဖြစ်ပါတယ်ဒါပေမဲ့လို့သူ့ပြည်သူတွေရဲ့အနေထားဒီဘယ်သူပဲပါလို့လို့အင်းမိမိရဲ့အဆောက်အဦနေခက်ခဲနေကြသစ္စာရာကုမ္ပဏီဆိုတော့ကောင်းလုပ်ရှင်တွေဆိုတော့ကောင်းထုံးဒူလန်းစားများသည်သူတို့စီမှာလုံးဝပါတယ်အဲ့ဒီတည်းသူတို့စီကဝင်ဝင်နေနေရက်တည်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘက်ကတော့ဒီဘက်မှာရန်သူထိပြီးဆိုပြီးတော့အချိုးမှန်တဲ့ဝန်တောင်အရာဒီကဥဒန်းကျော်ဆော်တာဟုတ်ကဲ့ဆော်ပါတယ် ဒါပေမဲ့လို့အဲ့ဒီအဲ့ဒီကကလာမှာသူတို့ရင်ကြည့်တာမဟုတ်ဘဲနဲ့ပြည်သူတွေပါအင်းလုံးနေမဲ့ပြဿနာကြီးကြုံကြရတွေ့ရှိကြရပါဘယ်လိုတွေ့ရှိကြလဲဘယ်ချက်ဘယ်ကုမ္ပဏီကိုပြေးလိုက်လဲဗျာဘယ်ကုမ္ပဏီကဆုတ်သွားတယ်ဒါကြောင့်မို့ဘလောက်လုံးနေမဲ့ဖြစ်သွားစေတလဲအဲ့ဒီလုံးနေမဲ့ဖြစ်သွားစေခြင်းရဲ့နောက်ဆက်အကျိုးစားကဘာတွေဖြစ်ခဲ့တယ်လဲဟုတ်ကဲ့အဲ့အဲ့ဒါလေးကိုကျွန်တော်တို့အချက်လက်လေးနဲ့တရားလေးပေါ့ဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော်တို့ကျွန်တော်တို့ထင်တာမြင်တာရှိတဲ့อืมကျွန်တော်တို့ဒီ taxi company ကို obsi company เนาะဟိုဟန်နီကန်တို့อืมเนาะအဲ့ဒါလေးကိုကျွန်တော်ကမြန်မာဖို့ပြချင်ပါအာ ကျွန်တော်အကြီးကြီးပြောရင်လွဲမှာဆိုလို့ဆိုနော်ပြောအဲ့ဒီမှာကိုပဲကျွန်တော်ရဲ့စိတ်ယုံတယုံရဲ့လောက်တာအင်တော့ပြောတတ်ကြည့်ပါဟွန်းလောက်တာအင်အားကအနည်းဆုံးစင်ကဘောဘော၈တောင်တောင်းကြမှာရှိပါတယ်ဒါတနိုင်လို့ဆိုမကောက်ပါဘူးဒါကြောင့်ရန်ကုန်မြို့နေထိုင်လိုက်ပဲကျွန်တော်ပြောတာဖြစ်ပါသေးတယ်ဆိုလိုတာကဒီဒီအဒီကတရီရီယာဟုတ်ကဲ့ပစီယာမလို့လောက်တော့ဘူးနောက်ပြန်ဆုံးမလို့တော့ဟိုစစ်တပ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေပါလိပေါ့စစ်တပ်ကမရတော့ဘူးအခုမရတော့ဘူးဟုတ်ကဲ့စစ်တပ်ထိခိုက်စစ်တပ်ထိခိုက်တော့ပါလေစစ်တပ်ထိခိုက်လုံးခိုင်းလုံးခိုင်းခဲ့တိုးတော့ဟုတ်ကဲ့နောက်ဆက်တွဲလှိုင်းနေရ ပစီကုံဒီမှာလုံးလုံးနေရဲ့လုံးသမားတွေလုံးသမားတွေအကုန်လုံးကလုံးတဲ့မဲ့တက္ကနာကိုရေဆိုင်ပေးရအောင်ရေဆိုင်ပေးရတယ်အဲ့တော့ကျွန်တော်ကဘပောင်းဆောင်ကိုခြုံကြည့်ဖို့လိုပါတယ်ဒါကကျွန်တော်ကထောင်ကုန်းရဲ့ဦးတန်းရွှေတစ်ထက်မှာဖြစ်ခဲ့တဲ့อืม action နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိမောက်ပြရတဲ့အချက်ချက်ကြည့်ပါတယ်အဲ့ဒါဆိုရင်อืมလက်ရှိอืม20 20ခု2021อืมအာနာသိမ့်ပြီးရောอืมဒီဘက်မှာဖြစ်နေတဲ့တွေ့မြင်ပေါ့နော်ကြည်သူလူတွေကိုထိခိုက်မလားမထိခိုက်ဘူးလားဆိုတော့တော်တော်ရရည်ဘူးကျွန်တော်ဆက်လက်ပြီးစဉ်းစားဖို့တက်ဖို့ဘူလာပါပြီอืม စိုက်ရုံလုံးနေပြိမ့်မယ်ဆိုတော့အဓိကတရီနဲ့ပတ်သက်ပြီးတော့ဗျာအနံပါတ်1ကျွန်တော်တို့အဓိကအချက်ကတော့ပြည်သူလူထုကဘာဖြစ်စီတယ်စေအုပ်စုအထင်အားစီမဲ့အချက်အချက်ကိုကျွန်တော်တွေ့ရတယ်ဟုတ်ကဲ့ပေါ်တာဆွဲတာဟုတ်ကဲ့ force လေးပါဗျာဟုတ်မတရားတင်းအတ္တမလိုအပ်ပြီးခိုင်းစီဟုတ်ပါဒါဟာအဓိကတရီအရေးကြီးဆုံးတော့အချက်ပါလေအချက်ပါအဲ့တော့အဲဒီဒီဟာနဲ့ပတ်သက်ပြီးအာဒီကတူဒီပုံမှန်33နဲ့အလယ်ဘူကအရေးယူလို့ပေါ်တာဆွဲတာရပ်သွားတယ်မရဘူးလားပြန်ဆက်ဆက်ရမှာမရရင်ပါဖြစ် ဟုတ်ကဲ့အဲ့တော့အဲ့လိုဆန်းစစ်နိုင်အောင်ကျွန်တော်ကဒီနေရာကနေပြီးတော့ဆွေးနွေးသုံးသပ်သင်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီ2021အာနာမသိမီကာလကိုကျွန်တော်ပြန်လည်ပြီးတော့ပုံသက်ကြည့်ရခါမှာအဲ့ဒီမှာရှိတဲ့ investment အနေနဲ့ပေါ့နော်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေမှာဆိုရင်ပထမဆုံးကျွန်တော်ဒီစင်ကာပူရဲ့ရင်းနှီးမြှုပ်နှံမှုကအများဆုံးအနေနဲ့တည်ခဲ့ပြီးတော့သူ့ရဲ့နောက်မှာတရုတ်ဂျပန်တို့ကဆင်လာ ပထမပထမစင်ကာပူဒုတိယပထမစင်ကာပူဒုတိယတရုတ်တတိယဂျပန်နေနဲ့ရက်တိပြောက်ပေး27အာနာသိမ်းပြီနော်အာနာမသိမ်းခင်ဟောမသိမ်းခင်မသိမ်းခင်မှာအာနာမသိမ်းခင်မှာစင်ကာပူက fax တရုတ်က second second ဟောစင်ကာပူကဟောဂျပန်ကတတ်နေနဲ့ရက်တိပြောက်တွေ့ရအောင်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒီဂျင်းနေမြောက်ပတ်စမှာလည်းများပါတယ်ဒီမောင်းတမန်တော့နော်အဲ့တော့ဟုတ်ပြီလက်ရှိအာနာသိမ်းချိန်ကစပြီးတော့2021စက္ကစကအာနာသိမ်းပြီဆိုခဲ့ရတာရင်ချင်းချင်းညံ့မှုတွေကဖြည်းဖြည်းနောက်ဆုံးထွက်ခွာလာတာကိုလည်းတွေ့ရပါတယ် အဲ့တော့လက်ရှိယခုလက်ရှိဗန္ဓာရေးနေ့မှာဆိုရင်ရှင်းနေမြို့နယ် investment ကတန်း120ကျော်ပဲရှိရတာကိုလည်းတွေ့ရှိရပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီလက်ရှိတန်း120ကျော်မှာဘလိုတွေဘလိုတွေကရှင်းနေမြို့နယ်ထားတယ်လဲဆိုတော့မြေကုန်းမြောက်လာအဲ့ဒီမှာထပ်မံဆန်းစစ်တဲ့ခါမှာတရုတ်နိုင်ငံက US ဒေါ်လာ3ဘီလီယံကျော်နဲ့အများဆုံးရှင်းနေမြို့နယ်ထားတာကိုဒီက first ပဲ first တွေ့ရှိရပါတယ်အဲ့အဲ့ဒီတော့ဒီရှင်းနေမြို့နယ်ကိုအားလုံးရဲ့52ရာခိုင်နှုန်းကျော်ကတရုတ်နိုင်ငံကိုတွေ့ရှိရပါတယ် နောက်တစ်ချက်ဒုတိယအနေနဲ့ကတော့စင်ကာပူက US ဒေါ်လာ1.8တန်းနဲ့ဒုတိယရပ်တည်နေတာကိုသမှန်တွေးရှိရပါတယ်။อืมထို့အတူဂျပန်ကတော့တန်း900ကျော်နဲ့ဟော US ဒေါ်လာဟုတ်ကဲ့ဒါတွေကအရင်ကြီးတုန်းကအင်တန်များခဲ့တဲ့ယင်းမနက်မိုးတွေကဖြည်းဖြည်းချင်းရောက်ကြလာတဲ့လက်ရှိဘဏ္ဍာနှစ်ကြီးအောင်ဒါဆွေးနွေးတင်ပြတာဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့ဒါကြီးသူတို့ကဘယ်လိုနေရာတွေမှာယင်းနှီးမြုပ်နေခဲ့တာလဲ။တရုတ်ကတရုတ်ကပဲမှာဟုတ်ကဲ့မလုပ်နေတာ။အဲ့တော့သူတို့ရဲ့ယင်းနှီးမြုပ်နေမှုကိုကြည့်ရတဲ့အခါမှာစွိုင်းကဏ္ဍမှာဩ၄ဘီလီယံကျော်တရုတ်က ရင်းမလောက်ပြအောင်ပိုင်လိုက်ပိုင်လိုက်ဟုတ်ကဲ့ခင်ဗျာကြောက်စွမ်းကန်နဲ့ပတ်သက်ပြီးတော့၄ဘီလီယံကျော်နဲ့အများဆုံးရင်းနှီးမြုပ်နှံခဲ့တာကိုတွေ့ရှိရတယ်။အဲ့ဒါဆိုရင်ကျွန်တော်အာနာမသိငယ်ကာလမှာဘေကန်နာကအများဆုံးရင်းနှီးမြုပ်နှံအများဆုံးလဲဆိုတာကိုသုံးတက်ရတယ်။ဟုတ်ပြီ။အဲ့ဒါဆိုရင်အာနာမသိငယ်ကာလမှာတော့ကုံထုံးလုံးနဲ့ပို့ဆောင်ရေးကဏ္ဍတွေမှာအများဆုံးရင်းနှီးမြုပ်နှံခဲ့တာကိုတွေ့ရှိရပါတယ်။အဲအာနာသိင်းပြီးနောက်မှာတော့ကုံထုံးလုံးမှာတန်း680ကျော်ပဲ။ ရှိပါတယ်ကျွန်တော်ကျွန်တော်တို့လည်းတို့အခုပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာလည်းတန်း40ကျော်ပဲရှိတာကိုတွေ့ရှိရပါတယ်အင်မတန်ရောကြပါလားရောကြသွားတယ်မောက်နမလေးဒါငါသွားပါလေရောကြမှုပါအဲ့ဒါဆိုရင်ပို့ဆောင်ဆက်သွယ်ကဏ္ဍမှာတန်း340ကျော်ကွန်ထရိုးလုံးမှာတန်း680ကျော်ဒါဆိုရင်ကျွန်တော်ကွန်ထရိုးလုံးမှုကတန်း680ကျော်ပေါင်တဲ့ကဘာတွေလုပ်လို့ရမလဲဆိုရက်မိထုံမိကုန်းအနေအထားတွေဖြစ်လာပါပြီပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာဘယ်နေရာတွေမှာတို့ရင်းနှီးမြှုပ်နှံနေဆိုရက်အခက်အခဲတွေဖြစ်လာပါပြီအဲ့တော့ပထမဆုံးရင်းနှီးမြှုပ်နှံခဲ့တဲ့ စွန့်ရင်ကဏ္ဍကိုပြန်လဲတုံးတက်ကြည့်လို့လုံးလာပါလက်ရှိရန်သူစစ်အာဏာရှင်ပြီးอืมစွန့်ရင်တို့ကအမတန်လိုအပ်နေတဲ့ခန္ဓာဖြစ်ပါတယ်အဲ့ဒီတွေဒီစွန့်ရင် control မှုကိုပိတ်ဆို့ဖို့တက်ကိုဒီဘက်ကอืมအေးယူတယ်อืม action လုပ်ပါလေဆိုရင်อืมစွန့်ရင်ကဏ္ဍရဲ့ရင်းရင်းနမှုဒီမေယောင်နာရဲ့อืมအတိုင်းဝါမိသားစုတွေဒါလေညာတော့ဖြစ်လောက်တိုင်းကြတာရှိပါတယ်အဲ့ဒီတွေမေယောင်နိုင်ကိုမထီဘူးလားထီပါထီပါပဲဖြစ်ပါတယ်ထို့အတူอืมလက်လုံးလက်စား ရိုးရိုးတာမန်စီပွားရေးတမားတွေမှာပေါ့စွန့်ရင်လိုအပ်ချက်စကားရှိပါတယ်။ဟိုစီစစ်တက်လာပေါ့။ဟုတ်ကဲ့စီစစ်တက်လာ။ဟိုဒီလိုပေါ့လင်းစီပိတ်တယ်ဗျာ။ဟုတ်ကဲ့။လင်းစီပိတ်တဲ့ဘက်လေးမောင်းလို့မရဘူး။အာဒါဆက်တက်ထိတာ။ဟုတ်ကဲ့ဆက်တက်ထိရ။ It's right. ကြိုက်ခဲ့မှန်းလေ။ဒါပေမဲ့ဒီအခြားဆက်သုံးစီဟုတ်ကဲ့။ဟိုဒီစီတက်စီဘာညာပေါ့ဗျာ။အဲ့ဒါကိုပတ်သက်ပြီးတော့ပိတ်ပြီ။ဟုတ်ကဲ့။မရောတော့ဘူး။ဟုတ်ကဲ့။ဆိုရင်စီတက်လာ။စီတက်လာမယ်။စီတက်လာတူခံမှာ။အဲအောက်ချီမှာပြူပြည်သူကတော့ရကင်တောင်းပေးနေရတဲ့ဈေးမှာ2000ဖြစ်ကောင်းလေးဖြစ်နိုင်မှာ။စီတက်ကစီရီတူလောင်ကတော့ဂါလာမောင်းတောင်း။သူကတော့သူတို့ရဲ့ အင်ပါယာကအငြင်းနဲ့စုစည်းပြီးသားရန်သိရန်သူအစီအစဉ်ပြီးသားကြီးဖြစ်သွားတယ်ဒါတောင်းကျွန်တော်ပြောချင်တာဟုတ်ကဲ့နော်ချုပ်ဝိုင်းဒါပြောချင်တာဒါဆိုတော့ဟုတ်ပြီစစ်တပ်ကိုပိတ်ဆို့တာအာရိကတရီလူရချောင်းဝက်ခံဟုတ်ကဲ့ဘေဘုံတင်မကြိုက်ဟုတ်ကဲ့ဘလုံးဒီနဲ့တည်းကြိုက်စစ်တပ်ကဟုတ်ကဲ့တို့တော့ကျွန်တော်နိုင်ငံကြီးတမားကျွန်တော်တို့ကျွန်တော်နိုင်ငံကြီးတော်နိုင်ငံကြီးလုံနေတဲ့လူပဲဖြစ်ဖြစ်တရင်ပိုင်းဆိုင်ရာမျှဝေးပလိုင်းတဲ့နေပြောနေလူပြီးပြည်သူကိုကြိုတင်ပြင်ဆင်နိုင်အောင်တော့ဒီပြရတူရတယ်လူပေါ်ပြကြရင်ဖွေးပေါ်ခါချဆိုတာမျိုးပေါ့အဲ့တော့ကျွန်တော်တို့ပြည်သူလူလူ တံပိုးမထားတဲ့စစ်တပ်ရဲ့အောင်ရှင်တန်နေရတယ်ပြည်သူဟာဟုတ်ကဲ့ဒီကောင်းလေးဒီတိုင်းအေးအေးဆေးဆေးလေးခံပြီမယ်တင်ပါဘူးတင်ပါဘူးဒီတော့ကျွန်တော်တို့ကလည်းပြင်ဆင်တင်တာလေပြင်ဆင်ဖို့လုပ်ရပါလိမ့်မယ်အဲ့တော့ရကိရကင်ကုံဆုံးလုပ်မှုတွေမှာကျွန်တော်ကအင်မတန်မြောက်များတဲ့ရင်းနှီးမြှုပ်နှံမှုရှိထားတဲ့အတွက်ပြည်သူတွေစာဝင်နေရေးအကောင်လုံးတွေပတ်လည်ခဲ့တာရှိတယ်အခုဆိုရင်27အာနာသိမ်းနောက်ပိုင်းမှာကုံဆုံးလုပ်မှုကဏ္ဍမှာတန်း680ကျော်ပဲရှိတဲ့အတွက်ကုံဆုံးလုပ်မှုကအင်မတန်နေပါလာပါတယ် ်အင်မတန်နေပါလာတဲ့အချိန်မှာလုံးတဲ့ကူကြီးကလည်းငကိုကတိုင်းခိတ်ကပြက်နေတဲ့အတွက်သူတို့ကတော့မထူတော့မထူတော့ပါဘူးဘဝကနာနေပါပြီအဲ့တော့လက်ရှိမိသားစု၄ယောက်မှာတယောက်ရှိတဲ့လောက်ကတော့မှပဲပြုတ်ထွက်သွားမဲ့တော့ဖြစ်နေတစ်ချက်ကပုဗ္ဗ33ကြောင့်ဘန်တရာကဆက်ယုံလို့ဒီမားတွေအလုံးမပြုတ်နိုင်ဘူးလားဟုတ်ကဲ့အဲ့လိုပေါ့ကုန်ထုတ်မှုဆိုတာအတန်း680ကျော်မှာဘယ်လိုကဏ္ဍတွေရင်းနှီးမြှုပ်နှံထားတယ်လဲအဲ့ချက်ချက်စီအောင်ဥမာတချို့ဆက်ယုံလား ဥပမာရက်ချက်စယုံလားနှက်စယုံလားညောအဲ့ဒီပုံမှာမူတည်ပြီးတော့တက်ရောက်မှုတွေကဖြစ်ထန်ပါလေဥပမာကျွန်တော်စဉ်းစားကြည့်ကြဟိုအဲ့ဒီတော့ဖနှက်စယုံဟုတ်ကဲ့မချမ်းကြီးပေါ့ဗျာဟိုတလောကအထာနာပြန်ဟုတ်ကဲ့အဲ့အစ်ထုတ်တာလားတူထုတ်တာလားမသိဘူးကဲလို့အစ်ထုတ်ခဲ့တယ်ဆိုရင်ဟုတ်ကဲ့ဆိုရင်အဲ့ဒီတော့ဆိုတော့ဂျာမန်ကုမ္ပဏီဟုတ်ကဲ့ဘူယောကတမကဖွဲ့ဝင်နိုင်ငံလို့တော့ပြောမရဘူးဆိုတော့ဂျာမန်ကနေဟုတ်ပြီမင်းတို့နိုင်ငံကကွာအဲ့လိုပုံမှာတတိပြည်နဲ့အရေးယူတယ်အရေးယူခံရတဲ့အတွက်ငါတို့အဲ့ဒီတော့ဖနှက်ပြီမချုပ်တော့ဟုတ်ကဲ့အဲ့ဒါဆိုပါအဲ့ဒါဆိုရင်တော့ဘုနာပုဒ်လို့ပေါ့အဲ့ဒီမှာစက်ရောင်မှာလုံးလုံးကြီးတဲ့လုံသွားတွေပဲ လုံးလက်မဲ့ပြဿနာတွေရှင်းဆိုင်မှာကျွန်တော်ပြောချင်တာဒါပါဟုတ်ကဲ့ပုံမှန်33ကစစ်တပ်ကိုထိခိုက်နိုင်တယ်ဟုတ်ကဲ့စစ်တပ်ကိုအရှိုက်ကိုထိုးမယ်ဟုတ်ပါတယ်သဘောတူပါဗျာဟုတ်ကဲ့စိုက်ရအောင်တို့တော့ဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုကြိုတင်ပြင်ဆင်နိုင်အောင်ပြည်သူလူကိုယ်တော့လူလူတတာအတိပေးစေချင်အတိပေးစေချင်တာပေါ့ဟုတ်ကဲ့ပုံထမိပြီးတော့ပေါ့နော်ငါလောက်တာငါလောက်တာဆိုပြီးကိုယ့်ကိုယ်ကိုပေါ့ဗျာ မကောင်းဘူးဗျာနော်အဲ့လိုအရင်ကြတော့ပြည်သူကသတိလက်လွတ်တွေဖြစ်ပြီးတော့ပြည်သူကတော့မျောနေအစစ်တပ်ထိရင်ပြီးတော့ပြီးတော့မှကိုကအလုပ်ထားပြုတ်တဲ့ခါကြတော့တော့ကရောက်ကုန်ပါလေအဲ့တော့ကျွန်တော်လက်ရှိပြည်သူတွေနေနေကလည်းတူတင်ပြင်ဆင်တင်တာတွေပြင်ဆင်ဖို့ဆိုတာထက်27မှာအာဏာသိမ်းပြီးကြတယ်ဘဝကနာပြီးသားပါကုတ်ကုတ်ဆရာမရှိတော့ဘဝကပြည်ပြသားဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီလိုဟာမျိုးဖြစ်တဲ့အတွက်တိတ်တော့နေမထူးတေမထူးဆိုတဲ့ကာလမျိုးတော့ဖြစ်နေပါတယ်အဲ့ဒီပုံမှာကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ရှင်းတန်နိုင်မှုတွေကိုပြည်သူကပြန်လည်ပြင်ဆင်ဖို့လိုပါတယ် ောက်တစ်ခုကျွန်တော်မရှင်းတာလေးမေးချင်တာဟုတ်ကဲ့အဲဥမာ investment တွေမရှိတော့ဘူးအဲဒီတရားဝင်ကုန်သွယ်မှုတွေပေါ့လေဆိုင်းကုန်တွေစက်တက်ကုန်သွယ်မှုတွေပဲရဆိုင်နေဗျာဒါလည်းပြည်သူလူထုကတော့မိုးရင်းကတော့ပုံမှန်ရောင်းနေတာဟုတ်ဟုတ်ပါတယ်အဲ့လိုရဆိုင်းတော့လေငွေတန်မှုမချဘူးကြတော့သူရဲ့ inflation ကလာခုလာမှာပါခင်ဗျာငွေတမိုးကြရင်ဘယ်သူထိမှာအဲကျူတူရဲ့ကောင်းပါလေငွေချေပေါင်းမှုရောလာမှာဒါလေးဂျိုရင်းပြင်ဖို့လိုတာကိုလုပ်ပါလားအာရိကတလူကြီးကစစ်တပ်ကိုတိုက်တာဟုတ်ပါလေကြိုက်ပြီဟုတ်ကဲ့သို့တော့ဖြစ်လာမယ့် effect တွေနော် ပြီးတော့စူးကျူတွေရှိကောင်းရှိနိုင်တယ်ကောင်းတာတွေလည်းရှိနိုင်တယ်ဒါပေကိုပြီးသူကိုအစင်မမပြတ်တူတင်ပြင်ဆင်နိုင်ဖို့ပြောကြစည်းချင်တယ်ဗျာအားလုံးကောင်းပါဒီဟုတ်ကဲ့ပါဗျာမှန်ပါဗျာစိတ်တော်တိဘောင်းတော်မြိတ်ပုံစံတွေတော့ကျွန်တော်ကမကြိုက်ဘူးကျွန်တော်မကြိုက်ဘူးဟုတ်ကဲ့အဲ့တော့ကျွန်တော်တစ်ပိုင်းရွှေ့ခွင့်ရရအောင်ဟွန်းလက်ရှိအာတီကတာဂရီတီမြန်မာနိုင်ငံစကားဆောက်ကိုအချက်ကိုထိစီတာအမှန်ပါလေဟွန်းတစ်ချက်မြင်လို့မရမြင်လို့မရပါနဲ့နောက်တစ်ခုမြန်မာနိုင်ငံကနေပြီးတော့သူ့ရဲ့စကားဆောက်က UMFCCI နဲ့ပြေးပြီးတော့စစ်မှုတန်းကိုဝင်ရောက်ဦးစားပေးတာကိုပြည့်ရှိရတယ်။အဲ့ဒါဆိုရင်လက်ရှိပြည်တွင်းမှာရှိတဲ့ UMFCCI နေနဲ့သူတို့ရဲ့ရည်ရည်ချက်ကိုလည်းကျွန်တော်စဉ်းစားရပါတယ်ဖြစ်ပါတယ်။အဲ့ဒီက UMFCCI ကိုထက်လက်ဆက်လက်ပြီးတော့ရည်ရည်လို့မရအောင်ဆိုပြီးအဆင်ဖြစ်လာတယ်။အဲ့တော့အဲ့ဒီနေရာမှာနောက်တစ်ချိန်အပြောင်းလဲဖြစ်ခဲ့တော့ဘယ်သူဘယ်လိုလူမျိုးတွေဘယ်လိုကောင်းဆောင်တွေဘယ်လိုပညာတတ်တွေဘယ်လိုပညာရှင်တွေကိုအခင်းအကျင်းတစ်ခုအနေနဲ့သုံးသပ်ထားဖို့လဲ လိုအပ်ပါတယ်ဒါရှိလားနောက်ပြီးတော့နောက်တစ်ခုပဲဗျာအခုအာဒီကယ်တရင်နဲ့ပတ်သက်စစ်တပ်ကကျွန်တော်တရင်တဲ့ဘုတ်မှာတွေ့လိုက်ဟုတ်ကဲ့တမန်အဲ့တော့ပထမတော့တော့ဒီမေအောင်လိုင်းဒီစစ်တပ်ဦးဆောင်တဲ့တရင်ထုတ်ပြန်ရေးအဖွဲ့ရပါဗျာ။အဆောက်တရံလို့ပါဘို့။အရင်တော့ဟိုအကော်ဒီယံဦးကျော်စတိုင်ပါဗျာ။တိုင်းကျွေးခေတ်ကပေါ့။ဒါပေမဲ့ဒီကနေ့မနက်မှာမင်းကင်းမောင်မင်းကထွက်ပြောလာတယ်။ထွက်ပြောလာတယ်နော်။ထွက်ပြောလာတယ်ဆိုတော့ဟာအာဒီကယ်33ကရှော့ပတ်လို့မရဘူး။ ခင်ဗျားတို့လိုအရှိမှဒီလိုဖြစ်ခဲ့တယ်။ဒါကြောင့်မို့လဲစစ်တပ်ကနောက်ဆုတ်ပေးရတဲ့အခြေအနေရှိခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဗျာ။မင်းကြီးမောင်မြင်ပြောတဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်။ဟုတ်ကဲ့။မင်းကြီးမောင်မြင်ပြောတာကတော့ तू ကလက်တွေ့အဲ့ဒီချိန်အဲ့ဒီကာလာက तू လဲသဆိုင်ရမှာတောင်းထမ်းဆောင်ရဲ့ဟုတ်လားကြည့်ရအောင်ကွာ။အေးအဲ့တော့သူ့အနေနဲ့ပို့သိရအောင်။လက်ရှိသူတို့ရဲ့အတွေ့အဝိုင်းထဲမှာဘာတွေဖြစ်ခဲ့လဲဆိုတာ။อืมဒီတော့စံကစားရဲ့ဘက်ကနေပြီးတော့ဘာမှမဖြစ်ပါဘူး။ဆိုပြီးတော့တော့ကြည့်ပြောနေနေသူ့ချင်းချင်းတွေကလည်းဒါကိုဖြစ်ခဲ့တယ်ဖြစ်လိုက်မယ်ဆိုတာကိုပြန်လဲ ပြောနေတယ်ဟောဘောဆီယမောင်စင်းနေမုံနေတိတ်လို့ရမယ်ထင်နေတာလေရမယ်ထင်နေတာအဲ့တော့ဒီမှာမင်းငယ်မောင်ကြီးပြောလေကျွန်တော်တွေ့ပြီကြာဟုတ်ကဲ့အဲ့ဒီကဒီထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ဘူးနော်ကလေးကစားဆရာမဟုတ်ဘူးလို့တို့ပြောနေတာဟုတ်ကဲ့တယောက်မှုမရှိဘူးဆိုတော့ဟောအဲ့ဒါကိုတော့သူမယုံဘူးတဲ့အဲ့တော့နိုင်ငံတကာညနေရီဆိုတာတကူနဲ့တကူပေါ့နော်ဆက်ဆက်နေလို့ PR တွေပေးကြမှာဖြစ်တယ်နော်ဟုတ်ကဲ့နောက်တွေပြိမ့်မယ်မျက်စိတွေပြိမ့်မယ်ခြေလက်တွေကျိုးတုံမယ်တုတ်ပြီးတော့အပိုင်လုတ်ပြီးတော့အဲ့နိုင်ငံကိုပြိုကွဲအောင်လုတ်လုတ်နိုင်တယ်တဲ့ဟုတ်ကဲ့အခုကျွန်တော်တို့ကနားပြိမ့်မျက်စိပြိမ့်တွေစားလုံးနေပြီကျွန်တော်တို့အပေါ်မှာတက်ရောက်မှုရှိတယ် အနည်းနဲ့အများလားအနည်းနဲ့အမြန်လားဆိုတာကိုစောက်ပါမှာအဲ့တော့အဲ့တော့ဟိုစီဝေးကနေအာရီကယ်3ဒီနဲ့အရေးယူမယ်ဆိုတာကတော့တေချာသွားပါပြီကလေးကစားရမဟုတ်ဘူးလေဆိုတော့ခင်ဗျားပြောခဲ့ဘူးလေကိစ္စကိုခုနခုနပြောတာဟုတ်ကဲ့အဲ့တော့ဟိုကညီမနိုင်ငံကိုတော့90 96ခုနှစ်ကဟုတ်ကဲ့ဘယ်လိုကို2000ပေါ့ဗျာဟိုမှာတော့သူနဲ့အရေးယူခဲ့ပြီးဥရောပတက်မှတ်ကဥရောပတက်မှတ်ကညီမပြီးပေးရတယ် GSP ဆိုတဲ့ဟုတ်ကဲ့အခွန်ကွင်းလို့ခွင့် ကုံတွေရေးဆိုင်ရာအခွန်တက်တာဝင်ကိုအထူးခွင့်ယူကြုံသိလိုက်သိလိုက်အဲ့လိုယုံသိမ့်လိုက်တဲ့အတွက်အထည်ချုပ်တွေအကုန်တော်တော်များများပါပဲထွက်သွားရတယ်ဟုတ်တယ် CMB လုပ်ငန်းတွေကျဆိုင်သွားတယ်ဘယ်လိုမှသိမ့်နေရှိပြီးလုပ်လို့မဖြစ်နေနော်အဲ့တော့ပထမတစ်ချိန်အရေးယူတော့ကတော့ဟိုဒီငွေကြေးဖောင်းပွားမှုနေပြီးတည်ငြိမ်တော့အချိန်တည်းရဖြစ်စီခဲ့တယ်လက်ရှိအရေးယူတဲ့အချိန်ကတော့တိုင်းပြည်မှာစစ်ပွဲတွေရှိတယ်ငွေကြေးတွေဖောင်းပွားနေတယ်ကုန်ကြစိတ်တွေအများကြီးဖြစ်နေတဲ့အချိန်နောက်ဆုံးကျွန်တော်တို့စိတ်ယုံလုံးယုံတွေတပိတ်မှောက်ပြီးတော့လောကလာတာတိုးတောင်းနေရတယ်အချိန်လေးပါအဲ့တော့ နောက်တက်စ်99000 99000တုန်းကဒီ commission of inquiry ဟုတ်ကဲ့ညီမငယ်ဘုရားဟုတ်ကဲ့အဲ့တော့ပြည်တွင်းရေးဘုလားမဆွတ်နဲ့ဆိုပြီးလက်ခံပြီးညှင်းပယ်လိုက်ပေါ်တွေ့ရတယ်ဟုတ်ကဲ့နော်အဲ2017 20မှာဒီ commission of inquiry ဖွင့်လိုက်ပြီဟုတ်ကဲ့ဖိလစ်ပိုင်ကဥက္ကဋ္ဌလက်မခံဘူးဆိုပြီးညှင်းပယ်လိုက်သေးတယ်ညှင်းပယ်လိုက်တော့အခု resolution ချဟုတ်ကဲ့ article 33အဲ့တော့ လက်ခံခြင်းလက်မခံခြင်းတိုက်တဲ့ရှင်းပြမှုမရှင်းပြမှုဘာတွေဆောက်ကြဟုတ်ကဲ့ဒီတော့ခုနကငင်းပြောခဲ့တဲ့ဂျင်းရင်းမြန်မှုကလက်ရှိတုံ့နှံတာကတိရုတ်ကအများဆုံးဆိုတဲ့သဘောတရားကိုကျွန်တော်တိရုတ်ကလောက်တာခင်ဗျအထည်ချုပ်ပြီးဟုတ်ကဲ့ဟုတ်ပြောချင်တာကဒီလိုပါအကယ်၍ဟုတ်ပြီတိရုတ်နဲ့တိရုတ်ဒီလက်ရှိစက္ကစနဲ့ပလဲပနာတဲ့ဘောင်းကုန်နေတဲ့ဒီဖြစ်ပါအဲ့တော့သူတို့ article 33ရဘယ်အချင်းယူနေနေတိရုတ်က စစ်ပြီးလုံးနေမယ်ဆိုရင်ကျွန်တော်တို့လက်ရှိအရင်လိုပါမယ်လက်ရှိတောက်ရှားဆောင်ရွက်နေတဲ့အဖွဲ့တွေကောအက်ဒါတွေကိုရင်းနှီးမြှုပ်နှံမှုပြုတ်အောင်အဒီယူနေမျိုးရအောင်လုပ်မယ်ရအောင်လုပ်နိုင်မလားဆိုတာကိုလေမေကွန်ရှိဟုတ်ပြီထားလိုက်တရုတ်ကလုတ်ပြီဆက်လုပ်နေတယ်ထားအောင်ဟုတ်ကဲ့ဆက်လုပ်နေတယ်ထားအောင်တရုတ်ကလုတ်တယ်ဆိုတာကတူတူကိုပိုင် brand ဆိုတာတရုတ်မှာအရရှာတယ်ဟုတ်ကဲ့ဟိုဖုန်းလိုဘာလိုနည်းနည်းပေါ်ပါပြီဟုတ်ပါတယ်ခင်ဗျာတော်ဒီ CMB လုပ်ငန်းတွေပဲတစင်ခံချုပ်တယ်စိတ်ခံလုတ်တဲ့လုပ်ငန်းတွေကိုတရုတ်လုပ်ငန်းရှင်တော်များဗမာပြည်မှာ လုံသားဈေးပေါ်လို့ဗျာခွက်ဈေးရအောင်လုပ်ကြဟုတ်ပါတယ်ဟုတ်ပြီအဲ့ဒါကိုခုနပြောကျွန်တော်ကအဲဒီကြမ်းလောက်ခံပြီတော့ CMB ယူရတယ်ဟုတ်ပါတယ်တစ်စင်ကချုပ်တယ်ပြန်ပို့ပြီးလည်းတော့ရောင်းနေတာနေနေကြောက်သူကချုပ်ခါရတယ်ဗျာဘိုင်ယာတို့ကတော့ data လေးရှိပြီသားဆိုတော့ဟုတ်ပြီတရုတ်ကနေပြီးတော့သူကတော့ချုပ်တယ်လုံနေမှာပဲသူကတော့ဒါပေမဲ့ခုနပြောသလို DPC တွေကပို့လို့မရတော့ဘူးမင်းတို့လာမပို့နေဗမာပြည်ကချုပ်တယ်လာမပို့နေဆိုသူတို့မဆိုတော့ပေးကြတာပေါ့ဆိုတော့ DDD အချက်တွေကိုလည်းကျွန်တော်တို့ကတောင်းစီအောင်စဉ်းစားဖို့လိုရပါတယ်ဒါကျွန်တော်တို့ပြောတာတွေကပြီးပြည့်စုံမယ်လို့တော့မဆိုလို့ဘူးကျွန်တော်တို့ဟာ အတိတ်မှာဖြစ်ခဲ့တဲ့အာဒီကယ်တက်တူးနဲ့အရင်ကတည်းက2009နှစ်များစီကာလကတင်ခန်းစာဟုတ်ပါဘူးနော်ဟုတ်ပါဘူးအဲ့ဒီကာလကတိုင်းပြည်အခြေအနေနော်ခုနပြောတဲ့ commission of inquiry အဖွဲ့တွေကိုညှင်းပယ်လိုက်တဲ့အကျိုးဆက်တွေဟုတ်ကဲ့အခုနောက်ဆုံးအဲ့ဒါကိုအာဒီကယ်တက်တူးနဲ့အရေးယူမှုဒါတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နိုင်သောအခြေအနေတွေကိုတိတိလောက်တိတိလောက်တိတိလောက်ကလေးဆွေးနွေးကြည့်တာပါအဲ့တော့နံပါတ်1ဖြစ်နိုင်တာကအလုံးလက်မဲ့များလာလေရှိပါတယ်စက်တက်ကတော့ထိမယ်မဆိုင်ထိမယ် ို့တော့စစ်တပ်ကလုပ်ထားတဲ့လုပ်ငန်းတွေပြုံရင်စစ်တပ်ထလုပ်လုပ်ထားတာမလုပ်ထားတာလားပြီးသူကသိတာမဟုတ်ဘူးဟုတ်ပါတယ်တနေ့လောက်ကလာစားလေးရရင်အလုပ်ဝင်လုပ်ကြရတာလုပ်ကြတာလေစစ်တပ်ကအဲ့ဆက်ရုံပိတ်တယ်ဒီကောင်ကနောက်ထပ်ဆက်ရုံမှာသတိလောက်ရှိတယ်အဲ့တဲ့ရုံကအလုပ်ဓမ္မကမတတ်မှစားရမရှိဘူးကာဘာလုပ်နိုင်ဖို့ဟုတ်ပါကြိုတင်ပြင်ဆင်မှုလုပ်နိုင်ဖို့ပါတယ်ပြောပြနေတာဖြစ်တယ်ခင်ဗျားတို့လည်းပြိုင်ရင်းနေတာမဟုတ်ဘူးဆိုတော့လေတချို့လူတွေသိစီခြင်းနေတယ်ဒီတော့ကျွန်တော်တို့ရဲ့ပန်းနိုင်ကပြည်သူတွေခက်ခဲဒုက္ခအနည်းနိုင်ဆုံးနဲ့အောင် ်ကြီးမှတ်ထားပါတယ်။ဘသူ့ကိုမှလည်းတိုက်ခတ်လုပ်ပါဘူး။ပြန်ဆန်လဲတို့เสียတော့ခမခမစင်စွေနန်းတော်တက်ကယူရီးယားတင်မောသီးတွေတောင်းကြီးစားပြီးတောကြီးတွေလာလာမလွတ်နဲ့လို့ကျွန်တော်ပြောချင်တာဗျာဒီလားအဲ့ကျွန်တော်ဒီနေ့တော့အဲ့လောက်ပဲပြောရမယ်ခင်ဗျာနှုတ်ဆက်လိုက်ပါဦးဗျာ။ကဲမိဘပြည်သူပေါင်းလဲရေးကြီးမဲ့ထင်တဲ့တရားချက်လက်တွေနဲ့ကျွန်တော်တို့ချက်ပြဆွေးနွေးပြီးဖြစ်တဲ့တွေ။ကြိုင်နာကတော့မိဘပြည်သူကိုယ်တိုင်ကြမယ်။စင်စားတွေးခေါ်တုံ့တက်ပြီးတော့တို့ဘလို့ရှင်းတန်းအောင်ဝတ်ကြမလဲ။ရှင်းဆိုင်ကြမလဲ။ရှင်းဆိုင်ကြမလဲ။ကိုယ့်ဘက်မှာရေးတာပြီးခဲ့ဘလို့ထင်နေလဲ။ဘလို့ယူဆပါလဲ။ဟုတ်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါ